ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှေဝင်းထုတ်ရေးသားထားတဲ့ဦးကြီးမောင်နဲ့မဖြစ်မြောက်သောမင်္ဂလာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဖေးနားနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမတ်ကူကူဖြစ်ပါရစေစွန်းတော်ပြုတ် ကျုပ်ကပြမထိုင်နေအောင်ကျောင်းသားလေးများရဲ့ဆုံးတော်ပြုလို့ဟစ်အော်တဲ့ကြားလိုက်ရတယ်။အမေကိုရင်လေးတွေဆုံးကကြလာပြီဗျဆုံးလာဖို့မပြေရသေးဘူးလား။အမေကလည်းမိဖို့ကြောင့်နဲ့မှဟင်းတွေဆုံးဟင်းတွေခုခတ်နေကပြီးတော့ပါမယ်တာလာရဲ့လာဟောဆုံးကွက်တွေလာကူတယ်ပေးဦးဆုံးဟင်းတွေကအရန်အကောင်းကြီးတော့မဟုတ်ပါဘူးငဖယ်လေးကိုတက်မြရရှိလေးနဲ့ခတ်ချင်ချင်လေးတုတ်ထားရရဲ့စက်သားအာလူလေးနဲ့ရောပြီးမဆလာလေးအုပ်ထားရရဲ့ ဟင်းနေရတယ်မှုလိုက်တာပြောမနေပါနဲ့မဆလာလေးပါတော့လဲပို့မှုတာပေါ့ကျုံမှာဆိုဘိုက်တောင်စာလာတယ်လေထနဲ့တာနေဖေရောမတွေ့ပါလားဘယ်သွားရလဲဩအဖေကဦးကြီးလွန်းတင်တော့အိမ်သွားတာမေရဲ့စဘာမျိုးစေးတွေသွားမေးနေရဆိုလားပဲအမေကလည်းကောင်းညံ့ရင်နဲ့ဩအေးအေးတနေ့နင်းဒီနေ့ချင်းငိမ့်နေပါလားအေကနအသေးကွဲနေတာထင်တယ် အမေရလေဗျာကို့သားလေးကိုပြောမယ်ဆိုတာကြီးပဲအမေသားလေးအသေးကွဲပုံမပြောနဲ့ချစ်ရကြက်ရမယ်သူတော်မရှိရသေးပါဘူးဗျာအမေရလေကျုပ်အဖြေကိုသဘောကျသွားတယ်ထင်ပါတယ်တခိခိရှိရင်နဲ့အိမ်မော်တက်သွားတယ်ကျုပ်လည်းပူရာနဲ့ရေချိုးဖို့ရှည်ရင်းဘက်ကိုထွက်လာခဲ့တယ်ခမရကိုလည်းတိမပါဗျာနှွေရသည်ဆိုတော့တအားပူရာမလားဗျာကို့အိမ်ထဲမှာကိုနေရတော့မှချွေးရရကြနေရမလားကျုပ်လည်းရေရင်းရောက်တော့ရေတပုံးယူပြီးတော့ငင်းလိုက်တယ်ရေကလည်းအေးနေရပဲအဲ့မှာကျုပ်ချိုးမယ်လို့တော့မျက်စံနဲ့ဖိုးတုတ်ကရောက်လာတယ် ။ตาล่ะတော့ရေချိုးတော့မယ်ထင်ပါ။အေးဘောကွာနွေရဒီလောက်ပူနေ။မင်းတို့ရေမချိုးလား။ကျုပ်ကမေးလိုက်တော့ဖိုတုတ်ကငါကတော့ချိုးမှာဟေးဒီဘေးကကောင်ကတော့ချိုးပါမလားတော့မသိဘူး။ကျုပ်လည်းမျက်စံဘက်ကိုလှိန်နေ။နေပါအောင်ကွာမင်းမပူဘူးလားမျက်စံက။အပြက်မိုင်းပူတလောက်ပူရင်ပူပါစေကွာ။ရင်းနေအေးနေတော့ပူရလို့တော့မထင်မိဘူးကွာ။ညဆိုင်ရက်ကတခုခုကိုဘဝင်ကြနေတယ်လို့ဖြစ်နေ။မင်းရင်ထဲမှာဘိုင်လောက်အေးနေရလေ ကျောက်ကလည်းငင်ထားတဲ့ရေကိုချိုးရင်းနဲ့ပြောလိုက်တယ်။ဒီတကောင်သာမက်ခင်ကျောင်းနဲ့ဘာလို့လူညာလို့လို့ဖြစ်နေပြီကွ။ဟေးကျောက်လည်းအံ့ဩလို့လို့လက်ထရရေပုံးတော့ပြတ်ကြမလို့ဖြစ်သွားတယ်။ဘလို့တွေဖြစ်သွားလဲ။မြန်လာကြည့်လားမျက်စံ။ကျောက်ရောက်မှာတော့ခက်ဆက်ဆက်ပဲကွ။ဒီလိုကွ။ငါစနေနေ့ကရွာဦးကျောင်းကဖရားမတန်ရှင်းရေးလုပ်နေတော့မှမက်ခင်ကျောင်းကဖရားလာဖူးတယ်လေ။အဲ့မှာငါလဲအခွင့်အတင်တော့မခင်ကျော်ချစ်တဲ့ကြောင့်လည်းတတိကြီးပြောလိုက်တာပေါ့ကွာအဲ့တော့မခင်ကျော်ဘာပြောလဲ မခင်ကျော်ဟာအစတော့ရှက်သွားတယ်ထင်တယ်ကွအနောက်မှာဘယ်သူမှမရှိပေမဲ့မိန်းကလေးတဘာဝအနေနဲ့အများတော့ရှက်သွားတာကွပြီးကမှကျွန်မစဉ်းစားပြရစီအောင်နဲ့ဟာတဲ့ဟုတ်ပါလားကွဖခင်လည်းဖူးရင်လက်ဥလည်းတူရင်ဖြစ်တာပေါ့ကွကျုပ်ကြီးတော့ဖိုးတုတ်ကလည်းလိုက်ရှိတာပေါ့မခင်ကျော်အစတလစဉ်းစားမယ်ရယ်ကွငါကလည်း short ပေါ့ပေးဖို့ပြောရတာပေါ့ short ရင် short ရင်နဲ့ခုနှစ်ပေးမယ်ဆိုလို့ငါမြောက်ကြမြောက်ကြဖြစ်နေတာဒါနဲ့အဖြေကဘယ်မှာသွားယူရမှာလဲ ကျွတ်တော့မှာတော့မိန်ကလေးတယောက်ကယောက်ျားလေးတယောက်ကိုအဖြေပေးမယ်ဆိုရင်ကိုယ်တိုင်မပေးဘူးဗျ။တစ်ပင်တစ်ပင်ရဲ့နေရာတနေရာမှာအဖြေကိုစိုက်ပျက်လေးနဲ့ရေးပြီးတော့ထားကြတာ။မိမိကိုကြိုက်နေတဲ့သူကောင်လေးကသွားယူပေါ့ဗျာ။ရွှေထိုက်ကညောင်မင်းကြီးစီမှာထားရလို့တော့ပြောရဲ။ငါခုနသွားကြည့်ရောမရှိသေးဘူးကွာ။မထားသေးဘူးထင်ပါရဲ့။ညနေမှာတစ်ခေါက်သွားကြည့်မယ်။ဟာတငယ်ချင်းကြီးတောင်ချစ်သူရတော့မှာပဲကို။ဝမ်းသာပါရဲ့ကွာ။ဒါနဲ့ဖိုတုတ်ကောအဆင်ပြေပြီလားကွာ။ဟေးဟေးအဆင်ပြေပြီ။သူ့ပါကြီးကိုဒါကြောက်လို့ဟာ။ဟာဟာ ကျုံနဲ့မျက်စံလေးထရည်ကြတာပေါ့မင်းဖြစ်ကလည်းမလွဲပါလားကွာဒါနဲ့တာလိုက်အဲ့တော့ပြန်တော့မယ်ကွာနော်ထမင်းစားချင်တာရောက်နေပြီအော်အေးအေးအေးဒါနဲ့ဖို့တော့မင်းရေမချိုးတော့ဘူးလားဖို့တော့ကခေါင်းခိုင်းနေအဲအောင်မှပဲချိုးတော့မယ်ကွာပြန်ပြီးဟဲ့ကျုံလေရေမိုးချိုးပြီးတော့အိမ်ပြန်လာတာပေါ့အိမ်မှာတော့အမေချက်ထားတဲ့စက်သားဟင်းလေးကလည်းမှွေးနေရပါကျုံလေဆာဆာနဲ့စားလိုက်တာဖိုက်ကားတာပဲအမေလက်ရာခေါင်းချက်ကတော့ဗျာအဖေစားနေခေါင်းတော့မဖုံးကျုံလေအဖေကိုစားကြံသွားတာနဲ့ အဖေခုချိန်လေးကျွတ်တို့အရှင်ကားတစီလောက်ဖြတ်သွားရင်တော့မှအဖေကိုမြင်မှာမဟုတ်ပါဘူးဗျအဖေကလည်းခုမှခေါင်းထောင်ကြည့်ရဲ့ဗျပြီးတော့လည်းထမင်းလောက်တိုင်နဲ့ဘာဖြစ်လို့လဲငါသားရဲ့ကျက်ကလည်းဆက်ဖြဲရဲနဲ့အဖေကခေါင်းပေါ်မှာဖော်တာပဲဗျဒီခွေးကောင်လေးကတော့အမေကလည်းကျွတ်တို့ကိုပြုံးပြုံးကြီးနဲ့ကြည့်နေတာဗျဒါနဲ့ငါသားကြီးမင်းလည်းကြောင်းပြီးပြီဆိုတော့ဘာဆက်လုပ်မယ်စိတ်ကူးထားလဲဟွန်းကျက်ကတော့တော့မှာပဲအလုပ်လုပ်မယ်ဖေမြို့ကိုသွားပြီးတော့အလုပ်မလုပ်ချင်ဘူး ားရဲ့အဖေတို့ရတော့မှာပဲနေမယ်ဆိုရင်တော့လက်ရလုပ်ငန်းတွေပဲကျင်လည်ရမှာကွာမြို့မှာအခွင့်အရေးများတယ်လေအဖေတို့တွေတော့မှာလို့မဟုတ်ဘူးတော်ရဖြစ်ဖြစ်အဖေရဲ့ကျုပ်တို့လည်းလဲရရပြောပါတယ်ဗျကျုပ်ငငယ်တွေကအဖေတို့နဲ့ခွဲနေတာနောက်ထပ်တော့ခွဲကြတော့အဖေရဲ့အဖေကလည်းတစ်ချက်တွေ့ဝေးသွားတယ်ဗျအေးပါတားသဘောပါပဲအဖေတို့ကလည်းမရှိရသူတွေမှမဟုတ်တာငါသာအဖေတို့နဲ့ပဲနေဟုတ်ပြီလားကျုပ်လည်းအဖေကိုပြောပြလိုက်တယ်အမလီရှင့်သာမိမရရင်ကျုပ်တို့ခွဲပြီးနေမှာပါတော့ မေကလည်းဗျာအဲ့လိုမဟုတ်ပါဘူး။တာဟာအမေတို့ကိုခွဲပြောနေစရာလား။ဟုတ်ပါတယ်မတင်စင်ရဲ့။ကဲကဲထမင်းဆက်စားကြ။ကျုပ်လေအဖေနဲ့အမေတွေကိုဟင်းတွေကိုထည့်ပေးလိုက်စကားပြောလိုက်နဲ့ထမင်းစားတာလေမိန်လိုက်တာပြောမနေပါနဲ့တော့ဗျာတလားငါတို့တခုကူညီကွာဟေးဘာကူညီရမှာလဲပြောငါခုညာလေးမခင်ကျော်သွားပြီးခိုးမလို့ကွာဟေးမင်းတို့ချစ်သူဖြစ်တာခုမှနှစ်လပဲရှိသေးရဲ့လေစဉ်းစားကြပါဦးကွာ ငါစဉ်းစားပြီးပြီကွာဟိုငါတို့တပြေးဆိုင်မှာကိုခိုးပြေးမယ်ကွာဟိုမှာငါပါကြီးတယောက်ရှိရလေဟိုမှာလောက်ကင်ပြီးစားတော့မယ်ကွာမိဘတွေအုတ်ထင်းသူတွေလက်ခံနိုင်တဲ့အချိန်တော့ရအောင်တော့ပြန်လာကြမယ်လေညက်ဆန်ကတော့အစီအစဉ်တွေတော့ဆွဲထားပြီးပြီဗျမင်းတကယ်ဆုံးဖြတ်ပြီးဆိုရင်တော့ငါကူညီမယ်ကွာဖဲချင်းခိုးကြမှာလေညကူနိုင်တော့ခိုးမယ်ကွာဟိုခင်းကြော့လည်းပြောထားပြီးပြီဖိုးတုတ်ကိုလည်းလဲပြင်ခိုင်းတာအဲ့ဆိုငါညကူနိုင်ဆက်ဆက်လာခဲ့မယ်အချိန်ကတော့ညကူနိုင်ထူဖို့မိနစ်အနည်းငယ်သာလိုတော့တာ ညာငါလို့ခေါ်တဲ့စီကွက်တွေကလည်းဟိုနေရာဒီနေရာမှာတွေ့နေရတယ်။မက်ခင်ကျော်ရဲ့ channel မှာတော့လူတချို့အလုံးရှုံနေ။ဒါလားဟာခင်ကျော်ကိုခေါ်ပြီးတော့လာခဲ့မယ်။မင်းကအထုပ်တွေတည်ပြီးလဲစီကိုပြေးနေ။ကျုပ်လည်းတကယ်ချင်းမိမယာရီမှုအာတုံခွန်ဆိုင်ကြိုးပမ်းပေးနေရတယ်လေ။ကျုပ်လဲစီကိုရောက်လို့အတော်ကြာပြီမယ်။ညဆန်တော့ရောက်မလာဘူး။ဖို့တော့ညဆန်တော့ကြာလိုက်တာကွာ။လာပြီ။ဒါလားကြီးလာပြီ။ဖို့တော့ကလက်ညှိုးထိုးရင်းနဲ့ပြောတယ်။ကျုပ်ကြည့်လိုက်တော့တကယ်လည်းညဆန်တော့ပဲဗျ။မင်းတို့ကလည်းကြာလိုက်တာကွာ။ အေးကွာလမ်းမှာခင်းကြွခလုတ်တိုက်ပြီလို့ကြာသွားတာအေးအေးဖိုတိုရေလက်ကိုမောင်းတော့ဟဲ့ဖိုတိုကလည်းလက်ကိုတပြေးဆန်းရွာပဲဥတီပြီးမောင်းသွားတယ်ကျွတ်တို့ရေတပြေးဆန်းအောင်ရောက်တော့ညက်ဆန်နဲ့ခင်းကြွထားခဲ့ပြီးပေါက်လာရွာကိုပြန်လာတယ်ညကလည်းအေးအေးမွာတာမို့ကျုပ်အိတ်လိုက်တာနေအောင်တော်မြင့်နေပြီအမေဆိုရင်ဖျားဆုံးတော်အောင်ကတ်နေပြီတာလာထတော့လေနေဟာလည်းနေဖင်ထိုးုံနဲ့မကတော့ဘူးငဲပါကိုထိုးတော့မယ်ကျုပ်လည်းအိတ်ရထားပြီးတော့စားနဲ့သွားတိုက်လိုက်တယ်ကျွတ်တို့ခစ်တုံးကတော့သွားတိုက်စီဆိုတာမရှိသေးဘူးဗျ ။တကြီးအောင်တကြီးအောင်ဟေးဘသူလဲကွာ။ကျမတော်ခဲစစ်ပါ။အော်ခဲစစ်လားဝင်ခဲ့လေ။ကျတို့ရွာတကြီးအင်အားကျတို့ခြံထဲဘေးချင်းရှင်ပြ။ကိုလေတကြီးအောင်ရဲ့အိမ်ကိုတော်ခဲစစ်ကရောက်လာပြီဗျ။တော်ခဲစစ်ဆိုတာမျက်စိရဲ့အမေလေ။ရွာမှာတော့အချမ်းသာဆုံးလို့ပြောရမယ်။အရှိန်ဝါကလည်းကြီးရဲ့ဗျ။ကျကလည်းတခုခုထူပြီးမှတကြီးအောင်ရဲ့အိမ်ဝင်လာလိုက်တယ်။တကြီးကျမသားလေးပြန်သွားခေါ်ပြီးပါတော့ကျမသူနဲ့ခင်ကြော်သဘောတူပါတယ်ကျုပ်လည်းဝိလေကြောင်ပန်းနဲ့နားထောင်နေရပေါ့ နေပါဦးမခဲစေရဲ့မျက်စံခင်ကြော်ခိုးပြေးသွားလားဟုတ်ပါတယ်တကြီးအောင်ရဲ့ထနဲ့ဘဲခိုးကြလဲဖိုးထုတ်ပြောတာကတော့တပြေဆန်းရောင်ခိုးတယ်လို့ပြောတယ်ဒါဆိုလဲတပြေဆန်းအောင်လိုက်ကြမယ်လေတခဲစေခမရသဘောတူတာတော့တေးကြပါရဲ့နော်တေးကြပါရဲ့ကဲတာလလှဲပြင်လိုက်ကွာတပြေဆန်းအောင်သွားကြမယ်ကျုပ်လေလှဲပြင်ပြီးတော့တပြေဆန်းရောင်မောင်းခဲ့တာပေါ့တပြေဆန်းအောင်ရောက်တော့မျက်စံတို့နေတဲ့အိမ်ကိုမေးပြီးတော့မောင်းလာတာပေါ့တာမျက်စံ် မခဲဆရာလည်းမျက်စံမြင်တော့လဲပေါ်ကနေဆင်းလိုက်တယ်။အမေကျတို့ချက်ချင်းမခွဲပါနဲ့ဗျာနော်။မခွဲပါဘူးတာရဲ့အမေသဘောတူပါတယ်။မျက်စံကိုကြက်ကလည်း okay ပုံစံလေးလှုပ်ပြလိုက်တယ်။အမေတို့နဲ့တခါလေးလိုက်ခဲ့နော်တာလေး။ကျတို့လူတစုလည်းပေါက်လှောက်ပြန်ရောက်လာတာပေါ့။ခင်ကျော်ကလည်းသူ့အမရင်ကျော်သွားပြီးတော့ကတော်ရေဗျာ။မရင်ကျော်ကလည်းခွက်လွတ်ပေးပါတယ်။ဒီလိုနဲ့ပဲနေကောင်းရက်သားရွေးကြတာပေါ့။နှစ်ရက်လောက်ကြာတော့မခဲစကမင်းလာကိစ္စအတွက်မြို့လိုအတ္တရီဝယ်မယ်ဆိုပြီးမျက်စံနဲ့အတူထွက်သွားတယ် ဒါပေမဲ့တရက်နဲ့လည်းပြင်မလားနှစ်ရက်နဲ့လည်းပြင်မလားတော့မခဲကြော်လည်းတကြီးကိုပြောတော့တကြီးကလည်းမခဲစင်ရဲ့နောက်ကိုလိုက်သွားတယ်ကြုံလဲပါတာပေါ့မခဲစင်ခမရဘာလို့ရွာကိုပြင်မလားလားရွာမှာမခဲကြော်ကခမရကိုမျှော်နေရဗျဒီမှာတကြီးကြောက်ရက်သားလေးကိုဒီဈေးတယ်မှာနဲ့သဘောတူကြလားကြောက်သားကိုဒီမျိုးကမိန်ကလေးနဲ့မိန်လာဆောင်ပေးမှာတကြီးအောင်လည်းစိတ်ဆိုးသွားတယ်ဗျကြုံလည်းတော်တော်လေးဒေါသထွက်သွားတယ်ဒေါခဲစင်ခမရကသာသဘောမတူဆိုရင်လည်းအစောရက်သဘောမတူပြောပါလားအခုဟာ ကျုပ်သဘောမတူပြောရင်လည်းရမှာမို့လို့လားဒါတော့ကျုပ်ကပြည့်ရဲ့ကြွေရတာပေါ့ပြန်မယ်တာလားပြန်မယ်ဒီလိုအကျစ်မကောင်းတဲ့မိမရဲ့ချမ်းမှာနေရတာငါမတတိဘူးကျုပ်လည်းစိတ်မကောင်းတော်တော်လေးဖြစ်မိတာလားတာလားမျက်စံအိမ်ထဲကနေပြေးထွက်လာတာဗျဟာမျက်စံငါတို့နဲ့ပြန်လိုက်ခဲ့ကွာငါလိုက်မယ်တာလားငါခင်ကြော့ပဲယူမယ်အမေကငါ့ကိုလိန်ပြီးတော့ခေါ်လာတာတိတ်ဆန်းမျက်စံအိမ်ထဲကဟိုကောင်လေးမျက်စံလာဆွဲကြစမ်း မခဲဆရာအော်လိုက်တော့လေအိမ်နီးကနေအတောင်မဲမဲထွထွားနဲ့လူကြီး၄၅ယောက်ထွက်လာပြီမျက်ဆောင်အိမ်ထဲကိုဆွဲခေါ်သွားကြတယ်ခမရဗျာတော်တော်အကြည့်ရောက်ပါလားကျုပ်ကပြောလိုက်တော့လေထော့ခဲစစ်ကြီးကဘာမှမပြောဘဲတကားကိုပိတ်သွားတယ်ဒါလားဟာတို့ခင်ကျော်ဘလို့ပြောရမလဲကွာဟာပါဆက်ကပြောမထွက်ဘူးဒီတော်မကြီးကတော်တော်လေးကိုကွာစိတ်တကရှုံ့မလိုက်တာဗျာစင်တန်းဆိုရတဲ့တိုင်းကြီးကကထားတော့လေဝေးကြတာပေါ့ကွာကျုပ်လည်းမက်ခင်ကျော်ဘလို့ပြောရမလဲဆိုတာစဉ်းစားနေလိုက်တယ် ကျုပ်သိပြီတကြီးယုံမင်းဘာသိရလဲကွာရွာရောက်မှပြောပြမယ်ဗျာမခင်ကျုပ်စစ်အေးအေးထားဗျာကျုပ်တို့ပြောစရာရှိပြောပါရှင်ပြောပါကျုပ်တို့မြို့ကိုသွားပြီးစုံစမ်းတော့မျက်စံမင်္ဂလာပစ္စည်းတွေသွားဝယ်တဲ့နေရာကောင်းမှောက်ပြီးတော့ဒေါက်ခဲစစ်ကိုမျက်စံကိုဆုံးသွားတယ်လို့ပြောကြတယ်ရှင် မခင်ကျော်ရှင်လို့ပဲရှင်ရွတ်နိုင်ပြီးတော့ခွေလဲကြသွားတယ်။လူတွေကလည်းဝိုင်းအောင်ကြပြီးတော့မခင်ကျော်လှုံ့နှိုးကြတာပေါ့။အဲ့ညာစားပြီးမခင်ကျော်ကအစမစရှင်မတော့ပဲနေတော့အရင်ကဝါဝင်းနဲ့အသားရရလေးပိန်ကက်ပြီးတော့ညူလာတာပေါ့။တနေ့တော့သတင်းစိုးရိမ်တစ်ခုကြားလိုက်ရတယ်။အဲ့ဒါကတော့မခင်ကျော်တယောက်အစိတ်တွေတော့ပြီးကိုကုတ်ကူအစိုးစီရင်လိုက်တယ်ရေဗျ။ကျုပ်ဖြစ်လေးကြားမိရဲ့နားဟောတော့မှမယုံနိုင်တဲ့အပြင်စိတ်မကောင်းလဲတော်တော်ဖြစ်သွားတယ်။ကျုပ်နဲ့တကြီးအောင်ရဲ့ပယောကလည်းမကင်းမှုလို့ခံစားမိတယ်။ နောက်တော့မခင်ကျော်တေးပြီးဆိုတဲ့တင်ကိုမျက်စံကြတော့လေစိတ်ဖောက်ပြန်ပြီးယူသွားတယ်လို့ကြားခဲ့ရတယ်။ဒေါက်ခဲစစ်ကြီးကလည်းတားဆိုင်နဲ့နှလုံးဖောက်ပြီးတော့ဆုံးသွားတယ်တဲ့။ကျုပ်လည်းတောင်ပေကတတိရရခဲ့ရတယ်။မန်တွေမာနာတွေအစင်တန်းဆိုတဲ့စကလုံးတွေကလူအသက်တွေကိုတော့မှနှုတ်ပြနိုင်နေဆိုတာကျုံမျက်မြင်ကိုယ်တွေကြုံခဲ့ရတယ်။မဲရင်ကျော်ကလည်းမေတီလာရှင်ဘွားနဲ့အေးချမ်းစွာနေထိုင်သွားပါတယ်။အခုချိန်ထိတော့ရှာမမျက်စံနဲ့ခင်ကျော်ရဲ့အကြောင်းကတော့ပြောစမှတ်တွင်ပြီးတော့ကြံရိတ်ခဲ့တာပေါ့လေ။ဦးကြီးမောင်နဲ့တေသူဆွဲတော်သား ဥလေးဖို့တေပြောဥလေးဖို့တေကျွတ်တို့ရွာပဲတမဖို့တေဆိုရဲဥလေးကျေးအင်းရှိမှာခေါ်နေခြင်းဖြစ်ပါတယ်ဟေးဘသူလဲကွာဝင်ခဲ့လေကျုပ်လည်းဥလေးဖို့တေအင်းရှာကွပြမှာဝင်ထိုင်လိုက်တာပေါ့ဟနဲ့ငါတို့ဘေးကလာလဲကွကျုပ်ကပေါလရွာဥတောင်းတင်ရတာတားလှပါဗျဟေးပါလာလာမတွေ့တာကြောင့်မမှတ်မိတော့ဘူးကွာဒါနဲ့မင်းညို့မှာចောင်းတတ်တတ်တာပြီးပြီလားပြီးပြီဗျရွာကိုပြန်ရောက်လာတလားပြေတော့မယ် ငါကလည်းအိမ်အလုပ်တွေနဲ့ရှုံနေရနဲ့ရွာထဲမရောက်ဖြစ်ဘူးကွာရပါတယ်ဗျဒါနဲ့အဖေကဓာကောင်းကောင်းတလက်လောက်လှုပ်ပေးဖို့အတွက်မှားလိုက်တယ်ဗျကြတဲ့ငွေကိုလည်းထည့်ပေးလိုက်တယ်ကျုပ်ကလည်းပြောရင်လည်းကြတဲ့ငွေဥလေးဖို့တည်းကိုအပ်လိုက်တယ်တဝက်ပဲပေးပါကွာမင်းចောင်းတော့တတော့ငါမိုးဘိုးတော်မပေးလိုက်ရအောင်လေကွာဒီပတ်စံတဝက်ကိုမင်းမိုးဘိုးပြန်ပေးလိုက်မယ်ဥလေးဖို့တရားပြောရင်လည်းကြတဲ့ငွေတဝက်ကိုပြန်ပေးရဗျကျောက်တို့စီမှာမဘိုးပေးလို့မယူရင်စိတ်ဆိုးကြတာမို့လို့ကျုပ်လဲယူလိုက်ပါတယ်။မင်းဖေကဘလို့ဓာမျိုးလိုချင်တာလဲကွာ။ အဖေကတောရှင်းဖို့အတွက်ဂိုင်းခုတ်ဒါကောင်းကောင်းလေးတလောက်လောက်တော့လိုချင်တယ်လို့ပြောတယ်။ဟောအေးအေးငါလောက်ထားလိုက်မယ်လေနော်နောက်တစ်ပတ်ကျရင်တော့လာယူပေါ့ကွာကျလေဦးလေးဖို့တဲ့အရာနေထွက်လာခဲ့ပြီးရဲ့နောက်အရင်ဆုံးခြေလှမ်းခဲ့တာကတော့တော့ပူမရဲ့ဆိုင်အိုပဲဗျခုနရထားတဲ့ပစံလေးနဲ့အုံထညာလေးဝယ်လိုက်ပြီးတော့ဦးကြီးမောင်ရဲ့အိမ်ထွက်လာခဲ့တာပေါ့ဦးကြီးမောင်ကျော်လိုက်တော့အိမ်ထဲကဘာကြီးမောင်ထွက်လာတယ်တာလိုက်ရဝင်မယ်ဆိုလဲဝင်ခဲ့တာမို့အော်ခေါ်နေသေးတယ် ကျုပ်လည်းအိမ်ထဲဝင်လိုက်တာပေါ့ပြီးရနဲ့ခုနဝင်လာတဲ့ထညာလေးကိုပုဂံလေးရဲ့ထည့်လိုက်စားပြကျောက်အိုးထညာတွေဝဲလာအိုးကြီးမှထညာတစ်ခဲကိုကောက်ဝါလိုက်နဲ့ဟွန်းမင်းဘယ်ကနေဝဲလာလဲဟာဘယ်ရရှိရမလဲဗျာတော့ပုမဆိုင်ကနေဝဲလာတာဒါနဲ့ငါစီတက်တက်ပဲလာလာဟုတ်ဘူးဗျအဖေကအိုးလေးဖို့တေးစီကိုဓာလို့ပို့မှားလိုက်လို့လာရင်လည်းအဲ့ဒါဦးကြီးမောင်စီထွက်လာခဲ့လိုက်တာအခုထညာတရားလဲအိုးလေးဖို့တေးပြီးရမဖို့နဲ့ဝဲလာခဲ့တာလေအော်ဒါနဲ့မင်းပြင်းနေသလားကွာ ဟာဘလို့မေးလိုက်တာလေဗျာရှိလာရောင်အလုပ်တရတတိကြီးလောက်ရတော့မှလေဟဲ့ခုချိန်လေးပြင်းထားတာအေးပါကွာမင်းပြင်းနေလဲငါဇလန်းတစ်ခုပြောပြမယ်ဇလန်းဆိုပေမဲ့တကယ်ဖြစ်ခဲ့တာပေါ့ကွာအဲ့ချိန်မင်းတို့အသက်ကအလွန်ဆုံးရှိသုံးနှစ်ပေါ့ကျုပ်ငငယ်ရဖြစ်ခဲ့တာပေါ့ပြောပြပါအောင်ဗျာဦးကြီးမှာရှင်နေတစ်ခွက်ကိုတောင်းရင်းနဲ့ graduation လိုက်တယ်ပြီးရနေဇလန်းကိုစပါတော့တယ်အချိန်ကာလကတော့တရင်ကျွလာကြီးဖြစ်ပါတယ် ရွာလမ်းမတိုင်းနေမင်းအပူဒဏ်ကိုအံတုပြီးတော့ပပဲဆရာဖိုးတေးနေအိမ်ကိုသွားနေကြတယ်။ကပိုးတေးကပိုးတေးရှိလားဗျ။ခြံထဲကလည်းအသားခက်လက်လက်ကိုလုံးကိုတရတော့ခပ်ပိန်ပိန်ခေါင်းပေါ်မှာလည်းခေါင်းပေါက်ကျင်ထားတဲ့ဖိုးတေးဆိုတဲ့သူကထွက်လာတယ်။ဘာကိစ္စရှိလို့လဲဗျ။အော်အိုးပပဲဆရာစီလာတယ်ဆိုတော့ပပဲပဲအပ်ချင်လို့ပေါ့ဗျာဟုတ်ပါပြီဗျာဒါနဲ့ဘာအပ်မှာလဲဗျာကျွတ်တွတ်အပ်မှာတော့ဒါဗျာဒါဆိုအတူလားအရှိလားဘယ်အမျိုးအစားမျိုးလိုချင်တာလဲဗျာ ကျွန်တော်စီမှာထားပါလာပြီးသားဗျနည်းနည်းဟောင်းနေပြီမို့လို့ပြန်လည်စမ်းသစ်ချင်တဲ့သဘောပါဗျအဲ့လိုနှစ်ယောက်တည်းကမုတ်စိတ်မွေးထူထူနဲ့သူကပြောရင်းနဲ့လွယ်ရီထက်ကတတူလေးကိုထုတ်ပြလိုက်တယ်ထားကလည်းတန်ကြီးတွေကလည်းကြိုက်နေသေးတယ်ထားသွားမှလည်းတခုခုကိုခုတ်ထားမိတယ်လို့မျိုးလိမ့်နေခင်ဗျားတို့ဒါလိမ့်တော့လိမ့်နေရဲ့ဗျရှာရယ်လိမ့်နေတဲ့နေရာတွေတိုင်းပဲထားစမ်းတဲ့အပိုင်းကိုပဲပြန်ပြင်ပေးပါကိုဖိုးတရားလည်းနားမလည်နိုင်မိမဲ့ခေါင်းသာညှိပြလိုက်တယ် ဒါလာအပ်တဲ့သူအိတ်နှစ်ဦးကလည်းစာသိငွေတဝက်ကိုဆင်းရံပေးပြီး နောက်တစ်ပတ်နေ့လာယူမယ်ဖြစ်ကြောင်းပြောသွားတယ်။အဲ့ဒီချိန်မှာဂလုံးဂလန်နဲ့မိဖို့ချာနေစုညံတဲ့နေကြတဲ့အတွက်ဖိုးတေတယောက်အိယာနေနှိုးလာတယ်။မိမိရဲ့အိမ်မှာမိမိမှတပါတခြားသူမရှိဘူးလေ။အိမ်မှာမွေးထားတဲ့ကြောင်နေဖြစ်လိမ့်မယ်ဆိုတဲ့အတွေ့နဲ့ပြန်လည်ပြီးတော့အိတ်ဆက်ခဲ့တယ်။ခဏတောင်များအိတ်ပျော်နေတဲ့ချိန်နောက်ဖေးထရင်ဝုန်းကနေနဲ့လဲကျသွားတူတဲ့အတန်ကြားတဲ့အတွက်မနေသားတော့ဘဲနဲ့အိယာနေထားပြီးအိတ်ညာကိုရှောက်လာတယ်။အမလီ ကိုဖိုးတီတောင်မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်နှလုံးရမတက်ဖြစ်သွားတယ်။မြင်လိုက်ရတာကတော့မျက်လုံးတွေကအပြင်ကိုပြူထွက်နေပြီးစပင်းတွေဖွာလန်းကျဲပြီးတော့နေရဲနေတဲ့သူတွေနဲ့ပြက်လူပြက်ခမန်းဖြစ်နေတဲ့လေတိုင်းကြီးနဲ့မိမတောက်လဲကြနေပြီးထိုင်ရန်ပေါ်မှာစောင်းကြောင်ကြီးထိုင်နေ။ဖိုးတရားလေးအသည့်နဲ့တတိကိုပူကပ်လိုက်ပြီးအဲ့နေရာနဲ့ဆက်ချင်းထားပြီးပြေးတယ်။နောက်နေ့မှာတော့ဖုံးကြီးနှစ်ပါးပင်ဆောင်ပြီးပရဲများရွှတ်ဖက်ပြီးတော့တရဲနှင်ခဲ့ကြတယ်။အဲ့ညမှာတော့ဘာမှမချောင်လန့်တော့ဘူး။အဲ့အကြောင်းပဲစိတ်အေးစွာနဲ့အေးဆက်ခဲ့တယ်။ ဒါပေမဲ့သုံးရက်မြောက်နေ့မှာကျတော့အိဆက်နေဖို့တေးတောင်အိဆက်နေမှာမျက်လုံးစုံအလိုလိုပွင့်လာတယ်။ထင်းချောက်ခံထားတဲ့သူလိုမျိုးသူ့ရဲ့ခြေရောက်တွေကလည်းအနောက်တကားစီဥတည်နေ။ဟာခမခမဘာတူလဲ။သူ့ရဲ့ရှေ့မှာတော့မဝမပိခန္ဓာကိုနဲ့အမျိုးသားတောင်သူ့ရဲ့မျက်နှာလည်းဝမ်းနေမှုတွေနဲ့ပြည့်နေတယ်။ကျုပ်ကဓာတ်ကိုဆဲကန်နေတဲ့သူပါ။ခမကဓာတ်လိုက်အပ်တဲ့သူတွေကကျုပ်ကိုတက်ပြီးဓာတ်မှဆဲကန်အောင်လုပ်ထားတာပါ။ဒါဆိုရင်သူတို့ကကျုပ်ကိုခြောက်ဖို့ခမကိုခိုင်းလိုက်တာလား။ ဟုတ်ပါဘူးဒီလိုပါကြုပ်ကိုဓာတ်မှဆွဲကန်နေအောင်လှုပ်ထားတာလေအောက်လန်အစီရင်နဲ့လှုပ်ထားတာပါအဲ့ဒီအစီရင်ကလည်းအစီရင်ပြီးတာနဲ့ဘဘဲဆရာစီမှာခုနှစ်ရက်အပ်ရပါတယ်ဒီလိုမျိုးမအပ်ရင်လည်းအစီရင်ကမစွမ်းတော့ဘူးလို့ဆိုပါတယ်ဖိုးတရားလည်းတပြင်းတစ်ချက်ကိုချလိုက်တယ်ဒါဆိုခမရအတုံးချခံဖြစ်ရတော့မှာပေါ့ကြုပ်ဘာများကူညီပေးရမလဲကြုပ်ခမရကူညီပေးမယ်လေကြုပ်ကိုတကယ်ကူညီခြင်းနဲ့ဆိုရင်တော့ကြုပ်ကိုခုနှစ်ရက်လုံးဒီမှာပြီးနေပါကြုပ်မနှောက်ရှက်ပါဘူးခုနှစ်ရက်ပြည့်လို့သူတို့ပြန်လာယူတဲ့အခါမှာရဲနဲ့ပေါင်းပြီးတော့သူတို့ဖမ်းလိုက်ပါ ဒါကသက်တည်ပြလို့များတဲ့ကိစ္စကြီးလေဗျာသက်တည်မရှိဘဲနဲ့ဖိုင်အသက်ရဖြတ်မှုနဲ့ကြက်ကိုဖမ်းမှာပေါ့အဲ့တော့မပူပါနဲ့ရဲတွေဖမ်းပြီးတဲ့အခါကျရင်ကြက်ကရွာသားတယောက်ပူကပ်ပြီးတော့သက်တည်ရရှိတဲ့နေရာကိုပြပြပါမယ်ကိစ္စတွေပြီးရင်တော့ကြုတ်ဆွဲကန်နေရတဲ့ဓာလေးကိုပရိတ်ရင်နဲ့စိန်ပြီးတော့ပရိတ်ရွတ်ပြီးတော့အမျှဝေပေးပါအဲ့လိုပြောတဲ့အချိန်ဆောင်ရွက်ရမှာတော့အားလုံးကအစီအစဉ်ကြကြဖြစ်သွားပါတယ်အစားတော့အဲ့လူတွေကညင်းနေဖိုးတေပါတရားဆွဲမယ်လို့ညာတရေကလည်းရွာသားကိုပူကက်ပြီးတော့တသက်တွေရှိရဲ့နေရာကိုပြလိုက်တော့မှရဲကရှုံသွားပြီးအဲ့လူနေရာကိုဖမ်းလိုက်တယ် ဒီဖြစ်ပျက်တွေဖြစ်ပြီးတလားကြာမှာတော့ဖိုးတေရဲ့အိမ်မက်ထဲမှာယောက်ျားသားတူဟာလာရောက်ပြီးတော့နှုတ်ဆက်ခြင်းကိုခံရပါတယ်။ဘဘဲဆရာဖိုးတေလည်းအဲ့ဒီဖြစ်ပျက်ကိုနမူနာယူပြီးနောက်ထပ်လည်းပြန်လည်စမ်းသစ်ခြင်းတွေကိုလက်မခံတော့ဘဲဓာတ်အသစ်ကရိယာလက်နဲ့အသစ်တွေကိုသာထုလုပ်ပြီးတော့ရောင်းချပါရော။ဦးကြီးမောင်ထားဆိုဖိုးတေဆိုတာကကျောင်းရဲ့စကားဦးကြီးမောင်ဖြတ်ပြောလိုက်ပါတယ်။ဟုတ်တယ်။ခုနမင်းထားသွားအပ်တဲ့ဖိုးတေပဲ။အော်လူရရလေတက်လို့တော့အားမရပဲတဲ့ခိုင်းမှခိုင်းစားခြင်းစားရနော်။ လူစိတ်ဘလူးစိတ်ဆိုတာခံမလို့ရတာမဟုတ်ဘူးကွာခုတစ်မျိုးတော်ကြတစ်မျိုးကောင်းတဲ့သူတွေလည်းရှိတယ်လို့မကောင်းတဲ့သူတွေလည်းပေါ်ပါတယ်ကျုပ်လည်းဦးကြီးမောင်ပြပြတဲ့ဦးလေးဖိုးတရေဇလန်းဆုံတော့နေရလေအတော်မြင့်နေပြီမို့အင်းကိုပြန်ခဲ့ပါတယ်။ကျုပ်နောက်ဘက်ထားသွားယူတော့ဦးလေးဖိုးတေကိုမင်းမြကြည့်အောင်မှာတော့ဟောက်မှန်ချောင်းတီးခဲ့ရပါတယ်။ဦးကြီးမောင်နဲ့မရနာဆက်ကွင်းမိုးကလာလည်းစပြီးမို့မိုးပေါက်အနေငယ်ကလည်းကြာနေ။လေတဝေးမှာတော့ရိမ်းသွားတဲ့အပင်ငယ်တွေကရိမ်းကန်နေတဲ့အလားရှိနေတာ။ ညမမကောင်းခင်အော်လေတရီမှာတော့ဦးကြီးမောင်တယောက်ကိုုံကိုဝါပြီးတော့အရသာခံနေဦးကြီးမောင်ဘာလုပ်နေရလဲဗျကြောက်မိလိုက်တော့ဦးကြီးမောင်တစ်ချက်တွန့်သွားလိုက်ဗျလန်းလိုက်တာတာလှရခုချိန်ဘာလုပ်ရမှာလဲကွမနက်ကမှပြုတ်ဝဆပြီးတော့ကြေးရမှာလीဟာဗျဦးကြီးမောင်ကြက်ကိုညားရဲဗျဦးကြီးမောင်ကလည်းကြက်ကိုကြောက်ပြီးကြည့်ရပေါ့မင်းဟာလည်းအဆမရှိအဆုံးမရှိနဲ့ဘောင်ကညားမှာလဲကွကြောက်လေလေခွင်းတွေကိုကျင်းနေတဲ့ ိုကြီးမောင်ပြောတော့နောက်လာဆိုတော့တက်မယ်ဆိုခုဆိုတလပြီလို့နှစ်လနာကန့်နေဘမလဲတော့ပြောပါအောင်ကြက်ပြောလိုက်တော့ဦးကြီးမောင်ကရှိရယ်လေမင်းကတကယ်တော့တက်ချင်တာလားကွာငါပြောကြံပြောလိုက်တာကျောတက်ကခုဆိုရင်20ကျော်ပြီဗျအမဲမလိုက်ဖူးသေးဘူးလေတစ်ခါတော့တော့အမဲလိုက်ချင်သေးတယ်ဦးကြီးမောင်ကပြောကြံပြောတယ်ဆိုပေမဲ့ကျုပ်ကတော့အတီးယူထားပြီနော်ကျောစကားကိုကြတော့ဦးကြီးမောင်ကခေါင်းညှိနေတဲ့ဒါဆိုဒီလိုလောက်ကွာမနှက်ပြန်တော့တက်ကြမယ်မိုးကလည်းဖိုးဖွဲလေးပဲရွာထားတော့သွားလို့လာလို့အဆင်ပြေသေးတယ် ဟင်ခုနကပြောတော့မနှက်ဖြန်ပြောကျဲမလို့ဆိုပြောကတပတ်ခါမှကျဲမယ်ကွာမင်းကမသွားကျဲဘူးလားသွားကျင်တာပေါ့ဗျာကျုပ်ခုနေပဲပြင်ဆင်ကြရှိရပြင်ဆင်လိုက်အောင်မေကျုပ်လေခလေးတယောက်မို့ဖို့ရတယ်လို့ပြောသွားတာပေါ့အမေလိုက်တယ်ဆိုတာလေသူများအသက်သက်တယ်မကောင်းမှုဆိုပေမဲ့တခါတလေကျုပ်လေသူများတို့လိုမျိုးလက်တရာစမ်းကျင်သေးတာပေါ့ဗျာအေးအေးမနှက်ဖြန်မနှက်ခုနှစ်နာရီတော့တတ်ကြမယ်အေးရဆော့ဆော့ထားသားလိုက်ဟုတ်ကဲ့ပါဗျာမနှက်မိုးမလင်းငယ်လေးကထနေမှာ ကြောက်လေပြောဆိုပြီးရနဲ့ဦးကြီးမောင်လှုပ်ဆိုင်ရင်ပြန်လာခဲ့တယ်။မိုးကဝင်ပြီဆိုပေမဲ့မိုးဝင်တဲ့အလျောက်ပဲမိုးကလည်းရွာထားတော့ပြိုကအခုမကျေလည်းဖြစ်သေးတယ်ဗျ။ကြောက်လေအလုပ်လေးအားလုံးတော်ရင်အတွေ့အကြုံလေးလိုချင်တာပေါ့ဗျာ။မနက်ခင်းကတော့စတင်လာခဲ့ပြီ။နေမင်းရဲ့အလင်းရောင်ကလည်းကဘာမြေပေါ်ဖြားကြနေ။တိမ်တိုက်တရားလေးနီးကျင်ကျင်အရှောင်းမနေ့ကရွာထားတဲ့မိုးကြီးအနေငယ်ကြောင့်တစ်ပင်တရားလေးစိမ့်လန့်နေပြီးပေါဝင်ကျင်ကတော့ပကြီကားတစ်ခုအတွင်းကိုရောက်သွားတဲ့အလားရှိနေ။ အဲ့ဒီအချိန်မှာရွာနေထွက်ပြီးတော့တောအုပ်စီသွားလာနေတဲ့လူနှစ်ယောက်အဲ့လူရဲ့တယောက်ချင်းစီမှာတော့ AC18 ဆိုတဲ့တနတ်တွေကိုလွှဲထားလျက်ရှိရလေတနအီကျော်မှလမ်းလျှောက်ပြီးတော့ခဏနားနေကြပြီးတော့ခြုံတိုးပြီးပြေးလွှားတဲ့နေကြောင့်တနတ်ရဲ့လုံခြုံရေးခလုတ်ကိုဖွင့်လိုက်တယ်ဒါလားအဲ့ဒါကြီးกว่าကြီးဦးကြီးမောင်ကတနေရာကိုလက်ညှိုးညှို့ပြီးပြောနေတဲ့နေရာကိုကြုတ်ကြည့်လိုက်မိတယ်မျက်နှာစိမ့်စိမ့်အချို့စားတောင်းနေတဲ့ကြီးငယ်တကောင်ဖြစ်နေရပစ်ကွင်းကလည်းရှင်းလင်းလျက်ရှိနေကျုပ်လည်းတနတ်ခလုတ်ကိုဆွဲချလိုက်တယ် ကျဲလောင်တဲ့တနက်တန်တစ်ချက်ကတိတ်ဆိတ်နေမနက်ခင်းဖြိုခွဲလိုက်တယ်။ဟာလာရမင်းလက်ကဖြောင့်ချက်ကွာဟိုကောင်တေပြီးကလွတ်သွားပြီကွာစပြလိုက်တဲ့ကြီးကကြီးငယ်မထီပဲဘေးကနေထွက်သွားတယ်မလောင်ပါနဲ့ဗျာကျုပ်ကခုမှတနက်စာပြီးပြစ်ဘူးတာဗျတနက်ထင်စားလို့ကျုပ်လက်မောင်းလို့အောင့်နေကျုပ်လည်းပြောရင်လည်းလက်မောင်းပုတ်နေလိုက်တယ်အေးကွာတနက်ပြစ်ကစားလူတွေကတော့ဒီလိုတွေကြီးပါပဲတော်တော်စဉ်းစားရသွားလိမ့်မယ်ဦးကြီးမောင်ကပြောရင်လည်းတနက်ကိုထုတ်လိုက်တယ် ပြီးရနဲ့ပြမတ်တစ်ခုစီကိုတနက်ပြောင်းသွားလှည့်လိုက်တယ်။ကျောက်လည်းပြမတ်ကိုကြည့်လိုက်တော့ခုနကြီးငယ်ကကျုပ်တို့နဲ့ခလန်လာမှာအစာထပ်ပြီးတော့စားနေ။တနက်တန်ကြတာတော့မှဘေးလို့ရအောင်ဝေးစားမပြေကြီးငယ်ကိုလည်းအံ့ဩမိတယ်။ကျဲလောင်တဲ့တနက်တန်ရဲ့အဆုံမှာတော့ကြီးငယ်ကလဲကျသွားတယ်။အသက်90နီးပါးရှိပြီဖြစ်တဲ့ဦးကြီးမောင်က AC 18လို့ခေါ်တဲ့တနက်ရဲ့ထင်အောင်ခံနိုင်ပြီးတော့အဲ့ဒီရဲ့ကံမှုကလေကျုပ်တို့တော့မစိုးဘူး။တလာလိုက်ဟာဟိုမှာငါတို့ကြီးကိုခွေးရတကောင်ဝင်ဆွဲနေပြီ။ ကျုပ်လည်းကြီးငယ်စီပြေးလာတာပေါ့။ဦးကြီးမောင်လည်းပြေးလိုက်လာတယ်။အသက်ကြီးရယ်ဆိုပေမဲ့တွက်လက်ပြီးတာမန်နဲ့ဦးကြီးမောင်ကြည့်ပြီးတော့လည်းအံ့ဩနေမိတယ်။လာလာဒီလိုလား။ကျုပ်ကရလာရဲ့ကြီးငယ်ကိုအသားဖြတ်နေနေတော်ရရခေါင်းတန်းတစ်ခုကြားရတယ်။ဦးကြီးမောင်ကတော့ကျုပ်ပြရကြောက်ဖြောင်းမှာအိတ်ဆက်နေတယ်။စမ်းကြောင်းလေးရဲ့အနီမှာမို့ရေစည်းတန်တွေကလည်းကြားနေရသေးတာ။လူကြီးမိပါရီကတော့တော်ရဲတောင်ထဲမှာခေါ်ရဆိုရင်တော့မထူးမိစေဖို့အတွက်မှားထားခဲ့တာကြောင့်ကျုပ်လည်းမထူးလိုက်ဘူး။ဒါပေမဲ့ကျုပ်ရဲ့ကွာကလည်းအလိုလိုလှောက်ရှားလာတာ အဲ့ဒါကိုအမီမသိရသူခေါ်နေတဲ့တော်ရဲကိုခြေလန်းနေရအလိုလိုရှောက်နေမိတာပေါ့အမေရေကျောက်လေငယ်တန်းပေါင်းအော်တော့တာပေါ့ဘာလို့လဲဆိုတော့ကျောက်ရှိမှာခန္ဓာကိုယ်ကစပကြီးလောက်ရှိပြီးတော့မျက်လုံးတွေကလည်းဟင်းတောက်ပကံလုံးလောက်အဲ့လိုမျိုးအမွှေးမြင့်နေတဲ့တရေကြီးတစ်ကောင်လေပစောက်မှာလည်းအဆွဲဖွေးဖွေးကြီးတွေကပျောက်လန်းနေရပဲကျောက်ကလည်းပြေးမယ်ဟန်ပြုပေမဲ့ပြေးမရပဲအဲ့တရေကြီးစီကိုသာခြေောက်တွေကရှောက်နေမိတာရက်စန်းဦးကြီးမောင်ရဲ့အတန်းပြ ပြောတာလေဩဇာတန်ပါတယ်ဒီကောင်လေးကိုလွှတ်လိုက်မစားချင်ငါတို့ရလာတဲ့ဂျီကိုပေးမယ်ငါဂျီကိုမစားချင်ဂျီစားရငါ့အတွက်ရှိုးနေပြီဒီလိုလူသားလက်လက်ဆက်ဆက်လေးကိုစားချင်နေရအဲ့ဒီကောင်ကြီးကလည်းပြောရင်းနဲ့ကျုပ်ကိုသူ့ပါဇက်တဲထဲပို့ဟန့်ပြလိုက်တာချုပ်ထားစမ်းကွာအိုးကြီးမောင်ကသူ့ရဲ့လက်ကိုအဲ့ဒီကောင်ကြီးကိုထိုးရင်းနဲ့ပြောတာဗျအဲ့ဒီကောင်ကြီးရဲ့လက်ကလည်းနောက်ကိုလက်ပြန်ပြီးအတုတ်ခံရတယ်လို့ဖြစ်သွားတာပေါ့ကျုပ်မျက်နှာကလည်းသူ့ရဲ့ပေါင်ကြီးနားရောက်သွားတာပေါ့ကျုပ်လှုပ်ပေးကျုပ်လှုပ်ပေးလှုပ်ပေးမင်းတို့တတ်ပြတ်မှာနော် မင်းလိုကောင်းများလေထွားနေသေးတယ်။မင်းကမှတ်သားပညာပေးရတာပေါ့။ရက်ခဘလူငါးရှိရောက်စီ။ရက်ခဘလူဆိုရဲဘလူကြီးရလေရောက်ရှိလာတယ်ထင်ပါတယ်။ခြေတန်ကြီးကတော့မြေကြီးအောင်တုံသွားတယ်။ဒီတကောက်နာကိုဓာနဲ့မှုံးလိုက်စမ်းကွာ။ဦးကြီးမောင်ရဲ့အတန်ကြာပြီးအဲ့ကောင်ကြီးကလည်းလူလွတ်နေရပြုံးနေပါနဲ့ဗျာ။ကျုပ်ကလည်းဘေးကိုပြစ်ချလိုက်တယ်။တောင်းမှပါလေဗျာတောင်းမှပါလေ။ကျုပ်ရဲ့ပိုင်တော့မှမလို့ကျုပ်နိုင်မယ်ထင်ပြီးတော့ကြံစီမိတာပါ။လှုပ်ပေးပါဗျာ။ အဲ့ကောင်ကြီးကလည်းတအောင်နာကျင်နေဟန်နဲ့တောင်းပန်နေတာပေါ့တော်ဘီရခရလိုက်တော့ဦးကြီးမောင်ပြောလိုက်တော့မှပဲအဲ့ကောင်ကြီးကနေသာထိုင်သာရှိသွားတဲ့ဟန်ပေါ့တယ်ဒါပေမဲ့ငါမြေကလေးတစ်ခုတောင်းမယ်နော်ပေးနိုင်သလားပေးပါမယ်ဗျာပေးပါမယ်ကျုပ်ကတော့အသက်ချမ်းသာပြီပါအေးမင်းကငါတောင်းမှာဒီတော်ရဲ့ဝင်လာတဲ့သူဘသူ့ကိုမဆိုမတက်ရဘူးဆိုရဲကတိပဲကျုပ်ကတိပေးပါတယ်ကျုပ်လူသားမစားတော့ပါဘူးအေးကောင်းပြီတင်းနေထိုင်ရအောင်ပြန်လို့ရပြီ အဲ့ကောင်ကြီးကလည်းမြူရီလိုတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားတယ်။ဦးကြီးမောင်လာလို့တာပေါ့ဗျာမဟုတ်ရင်ကြုံဒီကောက်ရဲ့ဘိုက်ထဲရောက်နေလောက်ပြီ။ငါလည်းနိုးလာတော့မင်းကိုမတွေ့ရနဲ့မင်းခြေရာတိုင်းလိုက်လာခဲ့တာပဲ။ဒါနဲ့ဦးကြီးမောင်ကအထက်လန်းလာအောက်လန်းလာဗျကြုံအရန်တိကျနေပြီ။ဒီလိုနေရာရမှာဒါရီပြောလို့မကောင်းဘူး။အေးအောင်မှပဲပြောပြပါမယ်ကွာ။အခုတော့ငါတို့ရရဲ့ခြေကိုထမ်းပြီးရွှာပြန်ရအောင်။ကြုံလည်းကောင်းညိတ်ပြီးတော့ဦးကြီးမောင်နဲ့အတူခြေထမ်းပြီးရွှာကိုပြန်လာခဲ့လိုက်တာပေါ့။ ခမရို့လည်းဦးကြီးမောင်အထက်လန်းလားအောက်လန်းလားဆိုတာသိကျင်နေကြပြီလားညကျောက်ကလည်းသိကျင်လို့မေးကြည့်လိုက်တဲ့အခါမှာလဲတနေ့ကျရင်တော့သိလာရမှာပါကွာတဲ့ဗျာကဲဒီတစ်ခါလဲညာပြန်ပြီ နောက်မှပဲခမရို့ကိုဦးကြီးအားဖားဆိုတာပြပြအောင်မယ်ဗျာဒါလည်းကျောက်ကသုံးလလောက်နေမှသိရတာဒီနေ့တော့ဒီလောက်ပဲဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နာဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရစေ။